ပြည်တော်ပြန်ဖျားကြီးကြောင့်ပဲမြမပြည်မှာဇလွန်မျိုးကိုလွန်စွာမှလူသိများလာပါတယ်။ထို့အတူဇလွန်မျိုးဟာကျွန်ုပ်နဲ့တိတ်တော်မစိမ့်လာပါဘူး။မြမပြည်စစ်တွင်းကာလကဖက်စစ်များကိုတိုက်ထုတ်ရင်းနဲ့ထိုရဲ့ထိုဒီသားကိုကျွန်ုပ်အပါဝင်ရဲဘော်ရဲဘက်သွေးတောက်များဖြစ်ကြတဲ့မိတ်ဆွေကြီးကပိယတီလာကပိယကံကောင်းတို့နဲ့အတူနှစ်ကြိမ်မြောက်ရောက်ရှိခဲ့ဘူးတဲ့အရက်ဒေတာတခုဖြစ်ပါတယ်။သို့တော်လည်းထိုစဉ်ကတော့ယခု၃ကြိမ်မြောက်ရောက်ရှိရတဲ့ရည်ရွယ်ချက်နဲ့တော့မတူပါဘူး။ ကျွန်တော်ကစစ်ကြီးပြီးကလေးကမြန်မာပြည်အထက်အောက်မကျန်ဂန္ဓာယီခီလဲလဲခြင်းလိုက်တာမွေ့လျော်သူ ဖြစ်တာကြောင့်ယခုလဲပုပ်ပါးစကိုင်းမကွေးကနေတဆင်ဇလွန်မြေကိုရောက်ရှိလာခြင်းဖြစ်ပါတယ်ကျွန်တော်ရောက်ရှိနေတဲ့အရာဇလွန်မြို့နယ်အတွင်းမှာရှိတဲ့ရွာကြီးတွေ့ရမှာဘုံကြီးကြောင်တစ်ကြောင်ထိုကြောင်မှာရှေးအောင်ဇေယီတော်ကြီးတစုရှိတာကြောင့်အဲ့ဒီဇေယီတော်ကြီးမှာရသက်တစ်ပတ်အကြာအဋ္ဌံဝင်ကကျွန်တော်တဲခုန်နေခြင်းဖြစ်ပါတယ်ဆရာတော်ဖျား တပည့်တော်ဒီเจ้าမှာတဲခုပြီးတော့ဇေဒီကြီးမှာခုနှစ်ရက်အတိတ်တန်စကံဝင်ခြင်းလို့ခွင့်ပြုတော်မူပါဗျာအဲဒီလိုမျိုးကျောင်းနိုင်ဆရာတော်ထံမှာကျွန်တော်လျှောက်ထားခွင့်တောင်းခဲ့ခြင်းကြောင့်ပဲဆရာတော်ကလည်းကြည်ကြည်ပြူပြူပင်လက်ခံခွင့်ပြုပါတယ်အဲဒါကြောင့်ပဲကျွန်တော်အတိတ်တန်ဝင်နေတဲ့၃ရက်မြောက်ညတကောင်းရံမှာလွန်စွာမှပင်ထူးဆန်းတဲ့အဖြစ်အပျက်ကိုအံ့ဩစွာပင်ကြုံတွေ့ရပါတော့တယ် အရိညာကကျွန်တော်ကထုံးစံအတိုင်းပဲအဋိဌံပြုခြင်းကိစ္စတွေပြီးမြောက်သွားတာကြောင့်ဇေဒီနဲ့မနီမဝေးမှရှိတဲ့အတော်ကလေးယိုယွင်းနေပြီဖြစ်တဲ့ဇရက်တဆောင်မကိုတက်ရောက်ခါအနားယူအိတ်ဆက်နေခြင်းဖြစ်ပါတယ်အဲ့လိုအိတ်ဆက်နေစဉ်မေကနေအိပ်ပျော်သွားပြီးမကြမီမှာပဲအိမ်မက်ထဲမှာအရိအဖြစ်ပြက်ကိုကျွန်တော်ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်ကပိယရှင်ကျမကိုကူညီပါကျမတောင်းပန်ပါတယ်ကပိယကပိယကူညီပေးမှကျမချမ်းသာရတော့မှာပါအထက်ပါကဲ့သို့သောမိမ့်မပြိုလေးတူရဲ့အတန်ကိုကျွန်တော်အိတ်ဆက်ရဇရက်ခေါင်းရင်းကနေ အဆက်မပြတ်ကြားလိုက်ရတာပါ ရုတ်တရက်ဆိုသလိုကျွန်တော်အိယာကနေလန်နိုးလာခဲ့ပြီးတော့အတန်လာရစီကိုစူးစိုက်ကြည့်လိုက်တဲ့အခါမှာတော့အတန်ကပြပြပြင်းပြင်းနဲ့ပို့ပြီးတော့ကျေလောင်လာပါတော့တယ်အိမ်မက်ထဲကအတိုင်းပဲအပြင်မှာလည်းတကယ်ကိုကြားနေရတာပါကျမတောင်းပန်ပါတယ်ရှင်ကပ္ပိယရေကျမကိုကူညီပါကျမမကြခင်ဒုက္ခရောက်ရပါတော့မယ်မိမပြိုလေးအတန်ကတနာစပွဲငိုတန်ဆွတ်နေပါတယ်ကျွန်တော်ဘာမှစဉ်းစားမနေတော့ဘဲနဲ့အိယာဘောကနေထားရက်လိုက်ပြီးတဲ့နောက်မှာတော့ ဇရက်ခေါင်းရင်းမှာရှိတဲ့ဗရင်းပေါက်ကိုဝုန်းကနေဖွင့်လိုက်ပါတယ်။မြည်သည့်ရဲ့ရောင်မှမတွေ့ရပါဘူး။ညကလည်းလာပညာဖြစ်နေတာကြောင့်ပဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေအလုံးတို့ကိုတဲကွဲစွာပဲမြင်နေရပေမဲ့လူနဲ့တူတာဆိုလို့ဘာတစ်ခုမှရှိမနေပါဘူး။အတော်ကလေးကိုထူးဆန်းနေပါတယ်။ခပိယကြီးကျမကိုကူညီပေးပါရှင်။ကျမဒုက္ခကိုကူညီပေးပါရှင်။ကျမတောင်းပန်ပါတယ်။အတန်လာရာစီကိုကျွန်တော်အသေးချာစူးစိုက်ကြည့်လိုက်တဲ့အခါမှာတော့ ကျွန်တော်အိတ်ဆက်တဲခိုရဇေယျနဲ့မလန်းမကန်းမှာရှိတဲ့တရက်ပင်ကြီးတပင်အောက်ကနေပေါ်ထွက်လာတဲ့အတံပင်ဖြစ်ပါတယ်။ကျွန်တော်ရောက်ရှိပြီးတော့နှစ်ရက်မြောက်နေ့မှာတော့အဲ့ဒီတရက်ပင်ကြီးကိုရွာသားတစု ခုန်လဲနေကြခြင်းဖြစ်ပါတယ်။ဆိုရလျင်တော့တရက်ပင်ကြီးဟာတက်တန်းရင်အပင်ကြီးဖြစ်နေတဲ့အပြင်အဲ့ဒီအပင်ကြီးရဲ့အကိုင်းအခတ်တွေဟာကြောင်းခေါင်မိုးပေါ်ကိုအုံမိုးလျက်ရှိနေပါတယ်။လေတိုက်တဲ့ချိန်ကြွေကျလာတဲ့တရွက်တို့ကြောင့်ပဲမိုးရသည်မှာကြောင်းခေါင်မိုးတွပြားတွေဟာဆွေးမြေ့ပြီးတော့ပျက်စီးနိုင်တယ်လို့ယူဆပွဲရှိတာကြောင့်ရွာသားတစုဟာခုန်လဲနေကြခြင်းဖြစ်ပါတယ်။ ခုအဲ့ဒီတရက်ပင်ကြီးအောက်ကလာတဲ့မိမ့်မပြိုလေးတဦးရဲ့အတန်နေရမလွဲနိုင်ပါဘူးပြီးတော့အဲ့ဒီမိမ့်မပြိုလေးကဘာတူလဲကျွန်ုပ်ကပိယဖြစ်ကြောင်းကိုလည်းဤရက်မှာဘာတူမှအတိမပေးထားပါပဲအဘယ်ကြောင့်သူကတိနေရရလဲအံဩစရာကောင်းနေတာတော့တေချာနေပါပြီနေစမ်းမောင်မင်းကလေးမင်းကဘာတူလဲငါ့ကိုဘာကြောင့်တိနေရရလဲပြီးတော့မင်းမှဘလို့ဒုက္ခအန္တရာယ်တွေကြုံတွေ့နေရလို့အကူကြီးတောင်းရလဲလူရိပ်လူရောင်မမြင်ရပဲမလဲကျွန်ုပ်ကအတန်ပြုတ်ပြီးတော့မေကွန်မောင်များစွာကိုမေးလိုက်ပါတယ်အဲဒီကမှမိမ့်မပြိုလေးက ငိုတန်ဆွတ်ပြီးတော့အောက်ပါအတိုင်းပဲရှင်းပြလာပါတော့တယ်။ဟုတ်ကဲ့ပါ။ကျမအဆဆုံးရှင်းပြပါမယ်ကပ္ပီယာကြီးရှင်။တကယ်တော့ကျမကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကျိန်စာသင်ခံထားရတဲ့ဝိညာဉ်လောကသားတူပါ။ဘာကြောင့်ကျမဒီလိုကျိန်စာသင်ခဲ့ရလဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကဥပုံနှစ်တနေ့ပေါ့။အခုပြည်တော်ပြန်ဖရားကြီးမနီမဝေးမှာဖရားဘူးရောက်လာကြတဲ့စားဖားကြီးတကောင် တွေ့ခဲ့ရတယ်။အဲ့ဒီဖားကြီးကိုအရှင်ဖမ်းပြီးတော့တစ်ခေါင်းတစ်ခုထဲမှာပိတ်ဆို့ထားခဲ့မိရဲ့။ အဲ့ဒီတော့ကကျမကလေးရွယ်ဆိုတော့ရှေ့ဖြစ်လာမဲ့စိုးကျိုးတွေကိုဘာမှမစဉ်းစားခဲ့မိဘူးဒါနဲ့တစ်ခေါင်းထဲမှာအရှင်ဖန်းထဲပိတ်ဆို့ထားတဲ့အဲ့ဒီဖားကြီးကိုသတိရပြီးတော့ကစားဖို့ထုတ်ကြည့်တဲ့အခါလုံးဝအသက်မရှိတော့ဘူးအဲ့ဒီညမှာပဲကျမအပြင်းပြားပြီးတော့အိမ်မက်မတ်တော့တာပဲအိမ်မက်ထဲမှာကျမအရှင်ဖန်းပြီးတော့တစ်ခေါင်းထဲမှာပိတ်ဆို့သလိုဖြစ်သွားခဲ့တယ်အဲ့ဒီဖားကြီးဟာကျမကိုမကြင်မနက်နဲ့ကြင်စာတိုက်တော့တာပဲရှင်သူ့ကိုအခုလိုဒုက္ခရောက်အောင်လုပ်ခဲ့တဲ့အတွက် ကျမလည်းအခုလိုဘဝမျိုးနဲ့တစ်ခေါင်းထဲမှာမကြခင်ပြန်ခံစားရလိမ့်မယ်လို့ကြိမ်စာတိုက်ပြီးတော့အိမ်မက်ထဲကနေပျောက်ကွယ်သွားတယ်။အဲဒီလိုနဲ့ကျမလည်းမကြခင်မှာဘယ်သမားတော့ဘယ်ဆေးဝါးမှမတိုးဘဲနဲ့အစားအသောက်စားမရအသက်ရှူမဝဖြစ်ပြီးတော့တည်ဆုံးခဲ့ရပါတော့တယ်။အဲဒီလိုတည်ဆုံးတဲ့အခါမှာလည်းကြိမ်စာတိုက်ခဲ့တဲ့အတိုင်းပဲအခုလိုဝိညာဉ်ဘဝမျိုးနဲ့ကျမနှစ်ပေါင်းများစွာခံစားနေရတာပါပဲရှင်။မကြခင်ကျမဒုက္ခအကြီးကျယ်ရောက်ရတော့မဲ့အတွက် ကပ္ပိယအီစီမှာအတနာခံပြီးတော့ အခုလိုအကူအညီတောင်းရခြင်းဖြစ်ပါတယ်။ပြီးတော့ကပ္ပိယကြီးကိုဘာကြောင့်ကျမသိရလဲဆိုရင်ဒီရောက်ကလေးကကပ္ပိယကြီးဟာ30ပုံဝေနေရတဲ့အတွက်မေတ္တာပို့လွန်နေတော့အဲ့ဒီမေတ္တာတက်ကြောင့်ပဲကျမအခုလိုမျိုးသိရှိပြီးတော့အကူအညီတောင်းနိုင်ခွင့်ရခဲ့တာပါ။အဲ့ဒီလိုမျိုးမိမ့်မပြိုလေးကသူ့ရဲ့ယခုလိုမျိုးခံစားရောက်ရှိနေတဲ့ဘဝဖြစ်စဉ်နဲ့တကွကျွန်ုပ်ကိုကြိုသိနေရတဲ့အကြောင်းကိုပါအပြည့်စုံရှင်းပြလာတာကြောင့်ကျွန်ုပ်ဇက်ရည်လေသဘောပေါက်သွားခဲ့ပါတော့တယ်။ သို့တော်လည်းကျွန်ုပ်ယခုကြုံတွေ့နေရတဲ့အဖြစ်အပျက်များနဲ့လူမမြင်အတန်သာကြားနေရခြင်းတွေများစွာအံ့ဩနေမိသည်မှာညှင်းဆို၍မရနိုင်ပါဘူး။အင်မတန်မှလည်းထူးဆန်းနေပါတယ်။အဲဒါကြောင့်မဲအဲ့ဒီမိမ့်မပြိုလေးဟာဘယ်နေရာမှာရှိနေပါသလဲ။ထိုမေးခွန်းကပို့ပြီးတော့စိတ်ဝင်စားစရာဖြစ်နေပြန်မှာတော့လေ။ကောင်းပြီမိန်းကလေး။ဒါပေမဲ့မင်းကိုငါဘယ်လိုကူညီပေးရမလဲ။ပြီးတော့မင်းကဘယ်မှာရှိနေရလဲ။ကျွန်ုပ်ကစိတ်ဝင်တစားမေးလိုက်တဲ့အခါမှာတော့မိမ့်မပြိုလေးကငကိုတိုင်းသာအတန်ပေးပြီးတော့ရှင်းပြလာပါတော့တယ်။ခြေဆုကြီးလာပါတယ်ကပ္ပီယာရှင်။ ကျမအခုချိန်မှာရုပ်တရံပြလို့မရနိုင်ပါဘူးအတန်နဲ့သာဆက်သွယ်လို့ပဲရပါတယ်ကျမရှိနေတဲ့နေရာကပိယကြီးအခုမြင်နေရတဲ့တရက်ပင်ကြီးထဲမှာပါအခုအဲ့ဒီတရက်ပင်ကြီးကိုကြောင်းခေါင်မိုးနဲ့မလွတ်ဖက်နဲ့တရွက်တွေကြွေတာပျက်စီးမှဆုလို့ဆိုပြီးရွာသားတစုကခုတ်လဲနေကြတာတဝက်ကြကြော်လောက်ကိုရောက်နေပါပြီသူတို့ခုတ်လဲကြတဲ့ခုတ်ရတက်တဲ့မှာကျမရှိနေပါတယ်ရှေ့ဆက်ပြီးတော့သူတို့တွေတစ်ပင်လဲတဲ့အထိခုတ်ကြလို့ရှိရင်ကျမဦးကောင်လည်းပြတ်သွားမှာပါ အဲ့ဒါကြောင့်မလို့ကျမမကြခင်တေရတော့မှာမလို့ရွာသားများကိုတားမြစ်ပေးဖို့အတွက်ကပိယကြီးထံမှာအတနာခံအကူအညီတောင်းရခြင်းဖြစ်ပါတယ်ကပိယကြီးကျမအကူအညီပေးပါနော်အဲ့ဒီတော့မှပဲမိမပြိုလေးကရှင်းပြလာမှုနဲ့အတူလက်ရှိလူသားများခုတ်လဲစားရှိနေတဲ့တစ်ပင်ကြီးအခြေအနေတို့ဟာသတိပြုမိပါတော့တယ်လွန်ခဲ့တဲ့နေ့ကရွာသားများထိုတေရပင်ကြီးကိုဆက်လက်ခုတ်လဲကြရမှာတဝက်တာခီးရောက်ခဲ့ကြပါတယ်နောက်နေ့မှဆက်လဲမယ်ဆိုပြီးတော့ဒီတိုင်းထားခဲ့တာပါ အဲ့ဒီတရက်ပင်ကြီးကိုမြေပြင်ကနေ2000လောက်ခွာပြီးတော့ခုတ်လဲနေခြင်းကိုလည်းကျွန်တော်မြင်တွေ့နေရပါတယ်။မင်းကကူညီပေးပါမယ်။အခုခုတ်နေတဲ့နေရာကနေပြီးတော့အပေါ်တရောင်လောက်ကိုထပ်တိုးပြီးတော့ခုတ်လိုက်လို့ရှင်မင်းအန်ရီကနေလွတ်ပြီမဟုတ်လား။အဲ့ဒီလိုမေးလိုက်တဲ့အခါမှာမင်းမပြိုလျောက်ဝမ်းသာသွားပါတယ်။ဟုတ်ဟုတ်ကဲ့လွတ်ပါတယ်ရှင်။ကျမဝမ်းသာလိုက်တာရှင်။ကပိယရဲ့ကျေးဇူးကိုလည်းကျမဘယ်တော့မှမမေ့ပါဘူး။အဲ့ဒီလိုပြောပြီးတော့မင်းမပြိုလေလည်းကျွန်တော်ကိုနှုတ်ဆက်ခါအတန်များပျောက်ကွယ်သွားပါတယ်။ အဲ့လိုနဲ့ပဲကျွန်တော်ကနောက်တနေ့ကိုရောက်တဲ့အခါမှာထိုတရက်ပင်ကြီးကိုဆက်လက်ခုတ်လဲကြမဲ့ရွာသားတွေနဲ့တကွာကျောင်းနိုင်ဆရာတော်ထံမှာညကကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တိုင်းပဲရှင်းပြလျှောက်ထားလိုက်တဲ့အခါမှာတော့အားလုံးအံ့ဩကုန်ကြပါတယ်ပထမကတော့ကျွန်ုပ်ရှင်းပြတဲ့အတိုင်းမယုံကြည်ကြပါဘူးနောက်ပိုင်းမှာကျွန်ုပ်အကြိမ်ကြိမ်ကြိုးချောင်းစီလီယံရှင်းပြတားမြစ်နေခြင်းကြောင့်ပဲကံကင်းအကျိုးတို့နဲ့တကွာလောကီလောကုတ္တရာတဏှာဘုံသားတို့ရဲ့ဆက်ဆက်မှုလမ်းစဉ်ကိုနားလဲကျွမ်းကျင်တဲ့ကျောင်းနိုင်ဆရာတော်ဖရာကိုယ်တိုင်ရှင်းပြကမှရွာသားများလက်လျှော့သွားကြပါတော့တယ် အရင်နောက်မှာတော့ရွာသားတို့ဟာထိုတရက်ပင်ကြီးကိုကျွန်ုပ်ပြတဲ့နေရာမှာပဲအစ်စ်တပံခုတ်လဲကြရာမူလနေရာမှာအပေါ်တရောင်ခန့်တိုး၍ခုတ်လဲနေကြခြင်းဖြစ်ပါတယ် ထိုနေ့မှစပြီးတော့၃ရက်မြောက်တဲ့နေ့မှာတော့တရက်ပင်ကြီးပြိုလဲကျသွားပါတော့တယ်။အဲဒီတရက်ပင်ကြီးလဲပြိုသွားပြီးတဲ့နောက်ကြံရှိခဲ့တဲ့အငုတ်ကိုရွာသားတို့အကူအညီနဲ့ကျွန်ုပ်ကိုယ်တိုင်ပါဝင်ပြီးတော့အဲဒီတရက်ပင်ကြီးလဲပြိုသွားပြီးတဲ့နောက်ကြံရှိခဲ့တဲ့အငုတ်ကိုရွာသားတို့အကူအညီနဲ့ကျွန်ုပ်ကိုယ်တိုင်ပါဝင်ပြီးတော့တဖြည်းဖြည်းအတွင်းဘက်ကိုဖဲ့ယူကြည့်တဲ့အခါမှာမြေပြင်မှအပေါ်နှစ်တောင်ခန့်လောက်မှာတက်ရှိဖားတကောင်နဲ့ခွဲခြားမရအောင်တူလာတဲ့လက်တဝါးလောက်ရှိတဲ့တစ်သားရုပ်ဖားတကောင်ကိုထူးဆန်းအံ့ဩဖွယ်ရာတွေ့ရှိရပါတယ် အဒီလိုနဲ့ညကိုရောက်တဲ့အခါမှာဝိညာဉ်လောကသားမိမ့်မပြိုလေးတဖြစ်လဲကျိန်စာတဲ့ဖားတစ်သားရုပ်လေးဟာအိမ်မက်ထဲမှာကျွန်ုပ်ထံကိုဒုတိယကြိမ်မြောက်ရောက်ရှိလာခဲ့ပြီးတော့အောက်ပါအတိုင်းပြောဆိုပြန်ပါတယ်ကျိန်စာတဲ့ဘဝလွတ်မြောက်ခါနီးမှာအခုလိုမျိုးကျမအသက်ကိုကယ်တင်ခဲ့တဲ့အတွက်ကပိယယိုကျေးဇူးတင်ပါတယ်ရှင်ကပိယကြီးခုလိုကျမအသက်ကိုအလွယ်တကူကယ်တင်နိုင်ခဲ့တာလဲအခြားကြောင့်တော့မဟုတ်ပါဘူးကပိယကြီးဟာမြစ်တာတရားကြီးမားလာပြီးတော့တီလာတမာရီနဲ့ပြည့်စုံတဲ့သူမလို့ အခုလိုကက်တင်နိုင်ခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ကပိယကြီးကက်တင်ခဲ့တဲ့ကျမအသက်ဟာတန်မိုးရှိလာပါတယ်ကပိယကြီးရဲ့ဂန္ဓာကြီးခီးစဉ်အတွက်လည်းအကျိုးရှိအောင်လို့ကျေးဇူးပြန်ဆက်တဲ့အနေနဲ့ကျမရဲ့ဒီဘဝဒီခန္ဓာကိုဇလုံမြို့ပြည်တော်ပြန်ဖရားကြီးမှာတွားရောက်လှူဒန်းပြီးတော့ဘဝကူးသွားတော့မှာပါကပိယကြီးကိုကျမနှုတ်ဆက်ခဲ့ပါရဲ့ရှင်။အဲဒီလိုမျိုးရှေလျားစွာရှင်းပြပြောဆိုပြီးတော့မိမ့်မပြိုလေးတစ်ဖြစ်လဲတစ်သားဖားယုတ်ကလေးဟာအိမ်မက်ထဲကနေပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ျွန်တော်အိယာကနေလန်နုံနှုတ်ချင်းမှာပဲကျွန်တော်ရဲ့အိယာနဘေဇပွဲပေါ်မှာညကတင်ထားခဲ့တဲ့တစ်သားဖားရုပ်ကလေးဟာထူးဆန်းစွာပဲပျောက်ဆုံးသွားကြောင်းတွေ့ရှိရပါတယ်။ကောင်းရဖို့ဘွားကိုရောက်ပါစေ။ကျွန်တော်အဲဒီလိုမျိုးဆူတောင်းပေးပြီးတော့နောက်တနေ့အာယုံအလင်းရောက်တဲ့အခါမှာကျွန်တော်ရဲ့ခုနှစ်ရက်မြောက်အဋ္ဌိဒံစကန်းဟာလည်းအောင်မြင်စွာပြီးမြောက်သွားတာကြောင့်ကြောင်းနိုင်ဆရာတော်နဲ့တကွာရွာသူရွာသားတွေကိုနှုတ်ဆက်ပြီးတော့ကျွန်တော်ခီးထွက်ခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီမာရီမဲပြီးဆုံးသွားပါပြီဗျ။ကျွန်တော်ရဲ့ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။ နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်